ုံတိုင်းဆဲရင်တော့ကဘာသေးရောက်ပြီပေါ့ကျမတို့မြန်မာပြည်သူတွေရဲ့လွတ်လပ်မှုတရားမျှတမှုဒီမိုကရေစီအရေးတွေအတွက်သွားရလန်းဟာတခြားသောနိုင်ငံတွေရဲ့အာဏာရှင်လက်အောက်ကလွတ်မြောက်ရေးလှုပ်ရှားမှုတွေထက်ပိုပြီးရှည်ကြပိုပြီးခက်ခဲလွန်လှပါလားလို့မတွေးဘဲမနေနိုင်အောင်ဖြစ်ရပါတယ် အယက်သားအာနာရှင်ဆိုရထက်လက်နက်ကင်စစ်တပ်ကိုနိုင်ငံရေးအာဏာစီးပွားရေးအင်ပါယာအကျိုးစီးပွားရေးအထိလက်နက်ရှိုင်းရှိုင်းအသုံးချခွင့်ပေးထားခဲ့ရနေခဲ့တဲ့အခြေအနေတွေကိုပြန်လှည့်ကြည့်ရင်ကမ္ဘာနိုင်ငံကြီးတွေရဲ့ရွေးချယ်ရည်တည်မှုပေါ်အခြေခံတဲ့ Global Order အပြောင်းလဲတွေတိုင်းမှာမြန်မာဒီမိုကရေစီအရေးယုံကံလှုပ်ရှားမှုတွေအတွက်မျက်နှာသာပေးတဲ့အခြေအနေမျိုးထက်ဥပိ္ပခာပြုခံလိုက်ရတာနိုင်ငံကြီးတွေရဲ့အကျိုးစီးပွားအပေးအယူတွေကြောင့်ပဲလို့ကြာစားညက်တယ်လို့အဖြစ်မျိုးတွေသာလက်ဆောင်ရခဲ့ကြတာပါ ဒီကြားထဲကပဲမြန်မာပြည်သူတွေရဲ့မျိုးဆက်အသီးသီးလက်ဆင့်ကမ်းခဲ့ကြတဲ့ဒီမိုကရေစီရေးတိုင်းသားလူနည်းစုတွေရဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တန်းတူခွင့်နဲ့ဖက်ဒရယ်အရေးအရေးတော်ပုံတွေဟာအလျံကြီးကြီးတောက်လောင်နေခဲ့ကြတာဖြစ်ပါတယ်။ အခုຫນွေဦးဒေါ်လာရေးကာလမတိုင်မီနဲ့ဒေါ်လာရေးကာလရဲ့ခေပြန်ကမ္ဘာဒီမိုကရေစီဖြစ်ထွန်းမှုဟာအာဏာသိမ်းမှုကိုတရားဝင်အောင်ဖွဲ့စည်းပုံနဲ့အာမခံပေးထားချက်တွေအပါအဝင်အာဏာရှင်တွေအာဏာသိမ်းမှုတွေနဲ့အတူရှင်းစွဲဒီမိုကရေစီရှေ့ဆောင်နိုင်ငံတွေအတွင်းမှာပါဒီမိုကရက်တစ်နှုံးဆန်တွေရော်ရဲလာမှုတွေ double standard ကျင့်သုံးမှုတွေအများကြိုက်လူအုပ်ကြီးဘွာရခေါင်းထောင်လာမှုတွေအစင်လာဒီမိုကရက်တစ် institution တွေရဲ့စွမ်းဆောင်နိုင်ရေးစတာတွေဟာနောက်ပြန်လဲပြီးကမ္ဘာဒီမိုကရေစီမျိုးရှုတိုင်းဟာမုန်တိုင်းချမှာရင်ထိုးနေကြတာဖြစ်ပါတယ် ကမ္ဘာနိုင်ငံရေးအာဏာအထိုင်အပြောင်းလဲအလဲအပြောင်းနေကြောင်းကြီးတသက်ကြောင်းပဲမြန်မာဖက်ဒရယ်ဒီမိုကရေစီအရေးဟာအဝေးစီးကျခဲ့တာလားဆိုရင်တော့သူကြီးတသက်ကြောင်းလည်းမဟုတ်ခဲ့ပြန်ပါဘူးလွတ်လပ်ရေးအလွန်ကာလကမ္ဘာစစ်အလွန်ကာလနိုင်ငံတည်ဆောက်ရေးကိုအပြိုင်အယိုင်လှုံ့ဆော်ကြရမယ့်အချိန်မှာဗိုလ်ချုပ်အောင်ဆန်းလှုပ်ကြံခံခဲ့ရတာနိုင်ငံရေးသမားတွေကြားဖဆပလအကွဲပြင်းနဲ့မညီမညွတ်မှုတွေကလည်းမြန်မာနိုင်ငံရေးမှာစစ်တပ်သားလင်းကဲတင်ရှင်ဆိုတဲ့ဇက်ကြောင်းကိုမရောက်ရအောင်တွန်းပို့တဲ့နေရာမှာအကြောင်းအထောက်ပံ့ဖြစ်ခဲ့ရတယ်လို့လည်းသုံးသပ်နိုင်ပါတယ် တစ်ဖက်မှာလည်းဖွံ့ဖြိုးမှုနောက်ကျအချိုးမမျှမှုနဲ့အတူလူများစုဗမာနဲ့ဗမာမဟုတ်တဲ့လူနည်းစုတိုင်းသားတွေအကြားကိုလည်းဗမာစစ်တပ်ဟာလူမျိုးကြီးဝါဒအပအဝင် လူမျိုးရေးဘာသာရေးအခြေခံနဲ့ခွဲခြားအုပ်ချုပ်မှု divide and rule ကိုကောင်းကောင်းအသုံးချပြီးမြန်မာနိုင်ငံရေးမှာစစ်တပ်ရဲ့အခန်းကဏ္ဍကိုကြီးတဲ့ကြီးခိုင်တဲ့ခိုင်အောင်တည်ဆောက်ယူခဲ့ပြီး တိုင်းပြည်ရဲ့ power center ကိုစစ်တပ်အလို့ကြတာရင်းစုစည်းယူခဲ့ကြတာဖြစ်ပါတယ်။ ဆိုတော့ကမ္ဘာပါဝါအထိုင်အယူအပြောင်း Global Order Regional Order တွေပြောင်းလဲတဲ့အခါတိုင်းမျက်ကွယ်ပြုခံရတဲ့မြန်မာဒီမိုကရေစီအရေး Federal အရေးလှုပ်ရှားမှုတွေမှာ Power Center ဟာနိုင်ငံတကာကမျက်စိကျလာအောင် လူထုထောက်ခံမှုအပါအဝင်တစုတစည်းတဲ့အားကောင်းမောင်းတမ်းမြင်တွေ့ခဲ့ရတာမျိုးစုဖွဲ့နိုင်တာမျိုးမရှိခဲ့ကြတာကိုလည်းအရှိတိုင်းရှုမြင်သင်ခန်းစာယူရပါတယ် ပြစ်စခကာလအခြေအနေဟာရုရှားယူကရိန်းကျူးကျော်စစ်ကစလို့အမေရိကန်ပြည်ထောင်စုရွှေကောက်ပွဲအလွန်အစိုးရအသည့်ရဲ့ကမ္ဘာလုံးဆိုင်ရာအမည်အမျိုးသားအကျိုးစီးပွားနဲ့လုံခြုံရေးပေါ်အမြင်သဘောထားနဲ့မူဝါဒတွေဟာ World Order အသစ်စီကိုတွန်းပို့လိုက်ပြီးဖြစ်ကြောင်းနိုင်ငံကောင်းဆောင်တချို့ကစတင်ထုတ်ပေါ်ပြောကြားလာခဲ့ကြပြီးဒီအတွက်စုဖွဲ့ပြင်ဆင်လာကြပြီလည်းဖြစ်ပါတယ်ဒီတစ်ချိန်လဲမြန်မာပြည်သူတွေရဲ့လွတ်လပ်မှုနဲ့ဒီမိုကရေစီရေး Federal ရေးတော်လှန်ရေးတိုက်ပွဲဟာ အင်အားကြီးနိုင်ငံတွေရဲ့အယောအဆအပေးယူပါဝါအယူပြောင်းနေကြမှာစိန်ခေါ်မှုအစ်စ်တွေကသာမွေးဖွားပေးလာနေသလားဆိုတာမေးမထားတဲ့နဲ့ပုံစံဖြစ်လို့နေပါတယ်ဒီအတွက်ကျမတို့ပုံပြီးစီလုံးချရမယ်တမိုင်းသင်ငန်းစာတွေယူတတ်ရမယ်မြန်မာပြည်သူတွေရဲ့နေဦးတော်လိုင်းကြီးဟာအင်အားမမျှတဲ့နိုင်ငံစစ်တပ်ဆိုတဲ့ institution ကိုရန်သူဖြစ်ရင်ဆိုင်နေရတာဖြစ်တဲ့အပြင်ရက်ဆက်ကြမ်းကြုတ်ဖိနှိပ်မှုတွေကြားကနေအာခံတွန်းလှန်ရမှာမြန်မာပြည်သူတွေရဲ့ကြင်ကြံခံနိုင်စွမ်းဟာကမ္ဘာကအတိမတ်ပြရတယ်ဆိုတာမမေ့မလျော့ရှိစေချင်ပါတယ် မြန်မာနေဦးတော်လိုင်းရေးဟာအာဏာရှင်အဆုံးသတ်မလားဒီမိုကရေစီအဆုံးသတ်မလားဆိုတာကိုမှတ်ကြောက်တင်ပေးမယ်တော်လိုင်းရေးလည်းဖြစ်လို့နေပါတယ်။နောက်ဆုံးတိုက်ပွဲဘယ်သူတွေအတွက်နောက်ဆုံးတိုက်ပွဲလဲ။ကျမတို့ကမ္ဘာအခင်ချင်းအသည်မှာအချုပ်ချာအာဏာပိုင်နိုင်ငံတကာနိုင်ငံရဲ့ဂုဏ်သိက္ခာရှိတဲ့နိုင်ငံသားတွေအဖြစ်ကျမတို့ကိုကိုကျမတို့ပြန်လဲမွေးဖွားတန်ဆင်နိုင်မှုကျမတို့ရှုံးလို့မဖြစ်ပါဘူး။သင်ငန်းစာယူစရာတွေနဲ့အတူစဉ္ညာခံနိုင်စွမ်းနဲ့ဉာဏ်ပညာကိုအမြင့်ဆုံးအထိတကွန်ထူရင်အဆုံးသတ်တိုက်ပွဲနဲ့မုံတိုင်းကိုဖျက်ဆီးကြရမှာဖြစ်ပါတယ်။မုံတိုင်းဆဲရင်တော့ 可我爱的，要比他。